ကယ်ဆရာဒီအမေရိကန်တခိတ်ဖြစ်ခဲ့တာတော့ညင်းလို့မရဘူးပေါ့နော်ဆရာအခုလက်ရှိအနေအထားအရအမေရိကန်တုခိတ်ထဲမှာပဲရှိနေသေးပဲလားဒါမှမဟုတ်မရှိတော့ဘူးလားအဲ့အလားနဲ့ပတ်သက်ပြီးတော့ဆရာရှေ့ဆက်ပြီးတော့ဘာတွေဖြစ်နိုင်လဲဆိုတာဆရာထပ်ပြီးဆွေးနွေးပြပါဦးရှင်အဲ့ဒီမိကွန်ကကောင်းလဲကောင်းနေဗျဟိုအမေရိကန်ဘက်ကယက်တီတဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်တရားခံဖြစ်တာဗျဘာလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ကြတော့လေလေ့လာတဲ့အခါမှာတခြားနိုင်ငံတွေလို့ပေါ့ပြည်ပြည်စုံစုံနဲ့ data information တွေပြည်ပြည်စုံရပြီးလေ့လာတာမျိုးမဟုတ်ဘူးဗျာမှတ်တမ်းမှတ်ရာတွေနဲ့ညှုံးခိမ့်နေရှိတယ်ဗျာ အဲ့ဒါတွေကတော့ကျွန်တော်ငင်းလို့မရအောင်နိုင်ငံတစ်ခုကဘယ်လောက် position မှာရှိသလဲသူသည်ကျသွားသလားတက်သွားသလားပေါ့နော် rise ကတက်တယ်ပေါ့ဗျာ decline ဖြစ်တယ်ဆိုတာကျတာပေါ့ဗျာအဲ့တော့ကျွန်တော်အရေးစကားနဲ့ပြောရင် rise and fall လို့ပဲပြောလိုက်ကြတယ်နော် decline ကြီးရှိလို့တိတ်မပြောကြတော့ပါဘူး is american is on the rise or on the fall ဒီ question ကအရင်ကြီးတယ်ကျွန်တော်သဘောကျတာက ray dalio ဆိုတာတယောက်ရှိတယ်ဗျာနော်နောက်တစ်ခါပေါမော့ကအဲ jeffrey sex ဆိုတာရှိတယ်ဗျာ နော်ဟိုရောရှိတယ်ဗျမော်ဒယ်စကီဆိုတာရှိတယ်ဗျနော်အဲ့ဒီ၃ယောက်ကတော့ကျွန်တော်သဘောကျတယ်အခုနောက်ပိုင်းကိုကျွန်တော်တော့ကြိုက်တာကတော့ဒီပါမောက္ခဂျက်ဖရီဆက်ဆိုကျွန်တော်ကြိုက်တယ်ဗျသူကကိုလံဘီယာတက်ကတော့ပါမောက္ခလည်းဖြစ်တယ် and then ပြီးတော့သူကလက်တွေကောစာတွေရောအဲ့ဒီ၃ယောက်ကလက်တွေကောစာတွေရောရှိတယ်နော်ဟိုစာတွေတက်တက်မဟုတ်လက်တွေတက်တက်မဟုတ်ဒီ Jeffrey Sachs ကြတော့ဘာလဲလို့ပြောရင်စီဝါကြီးရောနိုင်ငံကြီးရောစီကြီးရောနောက်အလွတ်ထူကြတာတမိုင်းကြီးရပါသူခေါင်းနေတယ်ကျွန်တော်ဆိုရင်တမိုင်းနေနေအားနေတယ် သူ့ဆိုကျွန်တော်တိတ်သဘောကြားတယ်သူ့ interview လေးဆိုကျွန်တော်အများအားကျွန်တော်ကြည့်တယ်အများကြီးပဲသူထွက်ထားတာနော်တော်တော်လေးလက်တွေ့ကြားတယ်အဲ့တော့ Moloski ကပြောခဲ့တာဗာလဲဆိုတော့1980ကျော်တွေပေါ့ဗျာအဲ့ဒီကာလမှာ American စကြတယ်လို့သူပြောတယ်အဲ့1980ကျော်မှာကတော့ကျွန်တော်ကတက်ထဲမှာရှိသေးသေးတယ်ရှိသေးတဲ့အခါကျတော့ကျွန်တော်တိတ်လက်မခံနိုင်ဘူးဗျာ American ခစ်ပဲကျွန်တော်တို့ကကျွန်တော်စိတ်ထဲမှာရှိသေးသေးတယ်2000လောက်ထိကိုကျွန်တော်လက်ခံဖို့နည်းနည်းခက်နေသေးတယ်ဒီနေ့ကျွန်တော်တို့ကအမေရိကန်ခေတ်မဟုတ်တော့ဘူးလို့ကျွန်တော်ကဓမ္မထေတာကြာကြာပြောလို့ ဟလာတချို့ကကျတော့အမေရိကန်ကိုချစ်တဲ့စိတ်တွေပေါ့ဗျာမဟုတ်ပါဘူးအမေရိကန်ခေတ်ပဲရှိပါသေးတယ်လို့ပြောတဲ့သူတွေလည်းကျွန်တော်ကိုရင်းစားမိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်က2000ခုနှစ်မှာအမေရိကန်ကြတာကိုကျွန်တော်ကိုယ်တိုင်လက်မခံနိုင်ဘူးဖြစ်သွားဘူးဗျာ။ဒါပေမဲ့အထောက်အထားတွေနဲ့အကုန်လုံးပြတဲ့ခါကျကျွန်တော်လက်မခံလို့မရတော့ဘူးဖြစ်သွားတယ်။အဲ့တော့ Morosky ကတော့ Start Falling in 1980s နော်1980ကျော်ကာလမှာအမေရိကန်စပြီးကြတယ်ပြောတယ်။ကြတယ်ဆိုတာစကြတာပြောတာနော်။ ချက်ချင်းတက်ခါတဲ့ဟိုစင်ကြီးကနေပြီးပရိသတ်ဖြစ်သွားတာမဟုတ်ဘူးเนาะသူစကြတာသူအဲ့ဒါစထပ်ပြတယ်နောက်တယောက်က red dial လို့ဆိုလို့ရှိရင် तू ကတော့ဘာလဲပြောလို့ရှိရင်နှစ်900လောက်ရှိတယ်ကာလပြနှစ်900လောက်ရှိတဲ့ကာလမှာ empire တွေပေါ့เนาะဘလူတက်တဲ့ကြတယ်ပေါ့ဗျာဘယ်အချိန်မှာတော့ cross point ကိုဖြတ်တယ် cross point ဖြတ်တဲ့အခါမှာပြိပက္ခပဲဗျာအဲ့ဒါလည်း तू ထောက်ပြတယ်ဗျာ तू ထောက်ပြတဲ့နေရာမှာဆိုရင်လည်း the american အကြမ်းနေဗျာပေါမောက်ခဟလာ jeffrey sex ကလည်းအများကြီးပဲ तू ထောက်ပြထားတယ် เนาะအဲ့ဒါလေးအကြပဲเนาะအခြားပညာရှင်တွေလည်းရှိတယ်ဒါပဲကျွန်တော်အထူးကကျွန်တော်ကြိုက်တဲ့၃ဟောပေါ့ဗျာเนาะကျွန်တော်ကခင်ဗျားကိုဘာလေးပဲပြောချင်တယ်လို့ပြောလို့ရှိရင်တော့မငင်းနိုင်တဲ့ World Bank လို့ IMF တို့ကြတော့ကျွန်တော်ကသိပြီးတော့အများကြီးမယူချင်းဘူးဘာကြောင့်ဆို American influencer ကရှိထားတဲ့အတွက်ကြောင့်မို့သူကဘာပဲပြော figure တွေဆိုရင် American ဘက်ကိုရေးနေဥပမာဖြင့်ကျွန်တော် GDP ပြောကြပါစို့ဗျာ GDP မှာ real GDP နဲ့ကျွန်တော်က nominal ဆိုပြီးရှိတယ် နော် IMF တို့ Worldain တို့ကများသွားပြန်တော့မနော်လည်းပြကြတယ်။နော်မနော်လည်းပြတဲ့အခါကျတော့ဟိုးကာလတကူအဟာကိုကျွန်တော်အခြေခံပြီးတော့မှပုံသိမ်းပြီးတွေ့တဲ့အခါကျတော့ American အမြင်နဲ့အပေါ်ရောက်တယ်ကြီးပဲတွေ့တယ်။ Real GDP နဲ့တွက်ကြည့်တဲ့အခါကျလို့ရှိရင်သူကစီးပွားရေးအရာပြောတာနော် PPP ရ Purchasing Power Parity ပေါ့နော်အဲ့ဒီအရာပြောမယ်ဆိုရင်တရုတ်က American ဖြတ်တာ2018တည်းအဖြစ်နေပြီ။ဒီနှစ်ခုပြတာလေးတော့နည်းနည်းတော့ကွာတယ်ပေါ့။သို့တော်လည်းကျွန်တော်တို့ကပြန်ပြီးတော့ check လုပ်တဲ့အခါကျလို့ရှိရင်တော့မငြင်းနိုင်တာရှိတယ်။ เนาะကျွန်တော်မငင်းနိုင်တာကျွန်တော်၃ချက်ကျွန်တော်တခုကျွန်တော်ထောက်ပြပေးမယ်เนาะအဲ့ဒါဘယ်လိုမှငင်းလို့မရတဲ့ကိစ္စရပေါ့ဗျာမဒါဆိုလို့ရှိရင် projected share of the global industrial production in 2030เนาะ2030မှာဖြစ်မှာ2030မှာကမ္ဘာကုန်ထုတ်လုပ်မှုရဲ့55ရာခိုင်နှုန်းကိုတရုတ်ကထုတ်မယ်အဲ့ဒီအချိန်မှာ US က17ရာခိုင်နှုန်းပဲကျန်တော့မယ် American ကအကောင်းဆုံးအခြေအနေပေါ့ဗျာသူနေမွန်းတဲ့တဲ့အချိန်မှာကမ္ဘာမှာနိုင်ငံ200ဝန်းကျင်ရှိတယ် နိုင်ငံ200မှာအမေရိကန်တနိုင်ငံတည်းရနော်36ရာခိုင်နှုန်းထုတ်ပါတယ်သူ့ကိုကျွန်တော်တို့ကကမ္ဘာစစ်ရုံကြီးလို့သတ်မှတ်တယ်အဲ့ဒီ36ရာခိုင်နှုန်းကအမေရိကန်ရဲ့အကောင်းဆုံးအခြေအောက်2030မှာတရုတ်က45ရာခိုင်နှုန်းထုတ်တော့တော်တော်ရွတ်ကွာသွားပြီနောက်တစ်ခုကကြတော့ဘာလဲဆိုရင် trade ညှိလို့မရအောင်နောက်အမှန်ကမှခင်ဗျားရဲ့စက်ရုံကပိုကြီးခင်ဗျားချမ်းသာတာပေါ့ဖြစ်ရှင်းနေပဲတခင်ကစက်ရုံကထွက်တဲ့ကုန်ပစ္စည်းတွေကိုကဘာနဲ့ရောင်းရောင်းဝယ်ကြတယ်ပေါ့ ရောင်းကြဝယ်ကြတဲ့ခါမှာများများရောင်းပြီးနင်းနေဝယ်ရင်အဲခင်ဗျာအပေါ်ဝင်ထွက်တာပေါ့ဗျာ trade surplus ခေါ်တာပေါ့ဒီမှာဘာသွားတွေ့မလဲဆိုတော့ကြောက်ဖို့ကောင်းတယ် export export ဆိုတာခင်ဗျာကအခြားနိုင်ငံတွေကိုရောင်းလိုက်တာရောင်းလိုက်တဲ့အချိန်မှာ China ကကမ္ဘာ export အလုံးရဲ့စက္ကန့်တသမ5ရာခိုင်နှုန်းရောင်းထားတယ်အမေရိကန်က10ပဲရောင်းနိုင်တယ်ပြန်သွင်းတယ်ကိုပြန်ဝယ်တယ်အဲ့ဝယ်တာများရင်တော့ခင်ဗျာလုံဝင်ပြမှာပေါ့အဖေကရှင်းရှင်းလေးပဲအဲ့တော့ American ကကြတော့ 15.9ဆိုတော့16ရာခိုင်နှုန်းလောက်ရှိတယ်16ရာခိုင်နှုန်းကိုအမေရိကန်ပြန်ဝယ်ရတယ်တရုတ်ကဝယ်တာကျတော့စနစ်ပဲဝယ်တော့တယ်အဲ့တော့တရုတ်ကဘာလဲဆိုတော့များများရောင်းတယ်နည်းနည်းဝယ်တယ်အမေရိကန်ကျတဲ့ခါကျတော့ပြောင်းပြန်ဖြစ်သွားတယ်များများဝယ်ပြီးနည်းနည်းပဲရောင်းနေတယ်ဆိုတော့အမေရိကန်ဘက်က trade မှာ deficit ဖြစ်တယ်တရုတ်က surplus ဖြစ်တယ် figure နဲ့ကြည့်ကြည့်အောင် i would say it's really huge the figure is you know 3 trillion dollar nearly 3 trillion dollar in the last year မနစ်ကတော့အမေရိကန်ကလုံငွေဒေါ်လာတန်းဘီလီယံနော်900နဲ့90 something 1 trillion လောက်ဖြစ်ပါတယ်တရုတ်ကလည်းပုံဝင်မှာအဲ့လောက်ဖြစ်ပါတယ် trillion ကနန်းကြီးဖြစ်တယ်အဲ့တော့ကြာတော့ပြေရှင်းကြတော့မခံနိုင်တော့ဘူးပေါ့နော် figure ကိုအတိအကျပြောမယ်ဆိုခဲ့လို့ရှိရင်ဗျ input ချင်းချင်းရှင်းပြပေးမယ်နော် input ဘာကတွင်းတာနော်အမေရိကန်က19တောင်းမှ9တရုတ်က17တောင်းမှ10ပဲတွင်းတယ် export ပြန်ရောင်းတဲ့အခါမှာကြာတော့တရုတ်က16တောင်းမှ9ရောင်းထားပြီးတော့ အမေရိကန်က10.4ပဲရောင်းနေတယ်။အဲဒီနှစ်ခုကိုရှင်းကြည့်လိုက်လို့ရှင်တရုတ်က US နဲ့80ရာခိုင်နှုန်းပိုပြီးရောင်းထားနိုင်တယ်။အဲ့တော့အပြားထွက်သွားပြီပေါ့။နောက်ဆုံးတစ်ချက်ကျန်နေစဒါကတော့ဘလောက်ကိုထုတ်နိုင်တယ်လဲနောက်ခင်ဗျဘလောက်ရောင်းနိုင်တယ်လဲ။နောက်တစ်ခုကကြားတဲ့ခါကျတော့အမေရိကန်မှာအရန်အားတာတာတစ်ခုရှိတယ်ဗျ။အဲ့ဒါဘာလဲဆိုတော့သူကြကဘာဆစ်ပြီးတဲ့ခါမှာအရှေ့အမေရိကန်တွေကအရန်ကိုဟိုအုံနောက်ကြီးပြီ။ဒီ Bretton Woods Agreement မှာ အရှိမြင်နိုင်တာပေါ့ဗျာအရှိမြင်နေတဲ့ခါကျတော့အမေရိကန်ရဲ့သုံးငွေပေါ့ဒေါ်လာပေါ့ဗျာဒေါ်လာကိုကျွန်တော်တို့ကအမတ်တာအရေးကြီးတဲ့ဥပမာပြရွှေလိုရေနံတို့နော်တကယ်အရေးကြီးတဲ့ commodity တွေပေါ့ဗျာအိုက်ကုန်ပစ္စည်းတွေနဲ့ချိတ်ဆက်လိုက်တဲ့အပြင်ကိုအမေရိကန်သုံးငွေကိုပြန်နိုင်ငံနဲ့တုတ်ရမယ်ဆိုတဲ့အနေထားကြောင့်လုပ်လိုက်တယ်ပြီးတော့နိုင်ငံဒီမှာကျွန်တော်တို့က foreign reserve ဆိုတာရှိတယ်ဗျာနိုင်ငံကအရန်ငွေပေါ့အဲ့ဒီအရန်ငွေကိုခင်ဗျအမေရိကန်ဒေါ်လာကိုယုံကြည်စွာနဲ့ထားကြတယ်တခုခုဆိုတာနဲ့ခင်ဗျအမေရိကန်ကိုမလွန်ဆန်းရဲတော့ဘူးအင်အားကြီးတဲ့ တက်ကြီးကိုမလွန်ဆန်းရဲသလိုပဲအမေရိကန်ရဲ့ဩဇာပေါ့ဗျာအတိကငွေကြေးနဲ့ချုပ်ထားတာပေါ့ဗျာအဲ့ဒါကြီးကိုမလွန်ဆန်းနိုင်ဘူးအမေရိကန်ရဲ့စစ်တပ်အင်အားအလွန်ကြီးတယ်ဒါပေမဲ့သူ့ရဲ့စီးပွားရေးချုပ်ထားတာနော်အဲ့ economy ကိုပဲမပြော size of economy ကိုမပြောသေးဘူးเนาะ size of economy လည်းကြီးတယ်သူ့ဒေါ်လာနဲ့ချုပ်ထားတာကလည်းအလွန်ကြီးတဲ့အတွက်ကြောင့်လို့ American ခေတ်ကမြန်မာလိုပြောမယ်ဆိုဟိတ်ဆိုဟိတ်တိတ်ဆိုတိတ်တယ် American ကိုမျက်နှာတစ်ချက်မှမမြင်ရဘူးဒီနေ့လုံးဝပြောင်းပြန်ဖြစ်သွားပြီ အရင်တော့အမေရိကန်ရဲ့ဒေါ်လာကိုဒီကမ္ဘာနိုင်ငံတွေအသီးသီးက foreign reserve အနေနဲ့နိုင်ငံအရင်ကနေထားတာ80%ရှိတယ်။ဟုတ်ပါတော့ဒီနေ့ကျတော့ယုံကြည်မှုနည်းပြီးတော့မှအဲလျှော့ချာလျှော့ချာလျှော့ချာရင်48%ရှိကြပါတော့ It's a lot you know 48% is under 50ပြပြောကြရ0တော့မရောက်သေးဘူးပေါ့ဗျာ။ သို့တော်လည်းခင်ဗျာ80ရာခိုင်နှုန်းကနေ48%ဆိုတော့နည်းတာကြီးပေါ့ခင်ဗျာရာခိုင်နှုန်း30ကျော်ဆင်းသွားတယ် that means အခင်အမေရိကန်ဩဇာလျော့သွားတာပဲနောက်တစ်ခါခုခင်ဗျာခင်ဗျာယူကရိန်းစစ်ကိုတစ်ချက်ကြည့်ကြည့်လိုက်ယူကရိန်းစစ်မှာတော့ Trump မှာပြောတယ်အဲခင်ဗျာဟိုပူတင်နားမထောင်တော့ဘူးနော်ပူတင်နားမထောင်တော့ဘူးအဲ China နဲ့ထိတ်တိုက်တွေ့တာလည်းပြောကြည့်အောင်အဲ China မှာလည်းခင်ဗျာ245%နော်အခွန်ချတယ်တေဝါဘာမှမပြောတော့ဘူးသူလုံးဆက်ရှာသူလုံးလိုက်တယ် နောက်တရုတ်နိုင်ငံသားတွေပေါ့ဗျာအမေရိကန်မှာပြင်ရတင်တာရှိတယ်2သိန်းနဲ့9000တောင်းလားမသိဘူးရှိတယ်အဲ့ဒါကို Trump ကပိတ်လိုက်တယ်ပိတ်လိုက်တော့တရုတ်ကဘာမှမပြောဘူးသူလုဆရာရှိရာလုတ်တယ်အကြမ်းမင်းပြောရင်ဗျာဟိုကျွန်တော်ကအမြင်ရှားတာထုတ်တဲ့ဂိုင်လိုက်တယ်ပေါ့ဗျာအမြင်ရှားတာထုတ်ပါတယ်မဟုတ်ပါဘူးတခြားတွေရှိပါသေးတယ်ရှေ့မှာဆိုလို့ကျွန်တော်မပြောတော့ဘူးအဲ့တော့အမေရိကန်နောက်ဆုံးပြန်ဖြတ်ဖွင့်ပေးရတယ်။ဘယ်လောက်ဒီဖွင့်ပေးရဆိုခင်အောင်းစရာပဲ။လက်ရှိတရုတ်2သိန်းနဲ့9000တောင်းပိတ်ရုံတယ်မဟုတ်ဘူးတော့။ခင်ကကြောက်စရာကြီးပဲ။တရုတ်ကြောင်းသား6သိန်းအထိခင်ကအမေရိကန်မှာပြင်ရသိမခွင့်ပြုလိုက်ရတယ်။ ြောချင်တာ तू ဩဇာကြီးရင်ဒါမလှုပ်ရဲဘူးလေ तू ဩဇာမကြီးလို့ तू ပြန်လျှော့ပေးရတာပေါ့နော်ဒါလေးတခုကျွန်တော်ကတစ်ချက်ပြောချင်တယ်ဗျအဲ့တော့ American ရဲ့ position ကဘာလဲလို့ပြောရင်အာ limit တက်မဟုတ်တော့ဘူးဒေကြတယ်ကြာသွားပြီကြာတာမှတော်တော်ကိုကိုကြာတာအစောကျွန်တော်ထောက်ပြတဲ့ခင်ဗျ manufacturing ကိစ္စရနောက်က trade ကိစ္စရနောက်သူ့ရဲ့ငွေကြေးကိုကျွန်တော်တို့အရန်ကိုထားတဲ့ကိစ္စရဒီမှာအကုန်လုံးဒါကအဓိကကြတဲ့၃ချက်ကြာသွားပြီပေါ့ဗျာနောက်သူ့စကားဆွေးပြီးမှနားမထောင်တော့ဘူးဒါတခုပေါ့ဗျာ စောဟာလေးကိုကျွန်တော်ညီကုန်းချုပ်မယ်ဆိုလို့ရှိရင်တော့အမေရိကန်တွေသူခင်မဟုတ်တော့ဘူးတခြားမင်းလုံးကိုလူကြီးကြီးစားနဲ့ပေးမလားတိုက်ခိုက်ပြီးမှပေးမလားပေါ့နော်ပေးတော့ပေးရတော့ပဲဗျအဲ့ခင်ကတော့ရောက်သွားပြီဗျကျုံတို့လေးကျွန်တော်ပြောချင်တာဗာလဲလို့ပြောလို့ရှိရင်တစ်ချိန်လုံးကပေါ့ဗျာဟာလာလွန်ခဲ့တဲ့နှစ်30လောက်တုန်းကခင်ဗျားတို့ကြားဖို့မှာပေါ့ freedom from fear ဆိုစကားလို့နော်ဗမာပြည်မှာလည်းအလွန်ခေတ်စားခဲ့တယ်ကမ္ဘာမှာလည်းခေတ်စားခဲ့တယ်ကြောက်ရွံ့မှုမှကင်းဝေးလိုခြင်းပေါ့ဗျာ ရမကြောက်အောင်ပေါ့နော်အဲ့ဒါကျွန်တော်အရင်ခေတ်စားခဲ့တယ်အဲ့ဒီရေသူ့ရဲ့နောက်မှာပါလိပါလဲဆိုရင်ခင်ဗျာဒီမိုကရေစီတို့လူအခွင့်အရေးတို့နောက်တစ်ခါဘသူ့ပွဲပြားဌာနမှုတို့ဒါတွေအများကြီးပါလာပြီးကျလို့နိုင်ငံဂျင်းနေအကြီးအကျွေးခံနေရတယ်ကျွန်တော်ပြောပြောနေတယ်အဲ့ဒါတွေကိုသတိထားပါနော်ဘာနဲ့ကျွန်တော်တွားပြီးတော့ဥပမာပေးလဲလို့ပြောလို့ရှိရင်အဟောင်းတန်းနဲ့နော်အဝတ်ကြီးကိုကမန်ကန်နာရှော်တယ်ဖွတ်တယ်မိဘူးတိုက်တယ်အဲ့အသေးလေးနဲ့ထဲ့တယ်ပြီး new arrival ဆိုပြီးတော့တက်ပြီးတော့ကျွန်တော်နိုင်ငံကိုဂျင်းထည့်သွားတယ် ျွန်တော်တို့ကလည်းအဲ့အချိန်မှာမသိတဲ့အခါကျတော့အာရပါရလက်ခံပြီးတော့မှအဲကိုကလည်းကျွန်တော်ဖြစ်ခဲ့တာပေါ့ဗျာ original ကဘာလဲဆိုတော့ freedom from fear ကြောက်ရွံ့ခြင်းမှကင်းဝေးလူ၍အခုခစ်ပြောင်းသွားပြီ if you're talking about freedom from fear i would say you are dozen ကဲတာဇန်လို့ကျွန်တော်ပြောမှာပဲတာဇန်ခစ်မဟုတ်တော့ဘူးအခုပြောင်းပြန်ဖြစ်သွားပြီ fear of freedom ဖြစ်သွားပြီလွတ်လပ်တာကိုပြန်ကြောက်နေရတဲ့ခစ်ဖြစ်သွားပြီ အဆုံးရောက်ကြလို့အဲ့တော့ကျွန်တော်ဒီမှာပြောချင်တာက don't be the dozen ပေါ့ဗျာတာဇန်မလုပ်ပါနဲ့တာဇန်စကားတွေလည်းမပြောပါနဲ့ခစ်ကြီးကပြောမှဖြစ်ပါပြီเนาะကိုပြောလိုက်တဲ့စကားကိုရဲ့လုံရကအများတာဇန်လားအဲ့ကိနေလိုက်ပါတဲ့အတွေ့လားဆိုတော့ပြန်စဉ်းစားသင်ပါတယ်